မင်္ဂလာပါရှင်။ဘာမခိတိတရင်ဌာနဤထိတ်တန်တရင်များကိုတင်ဆက်ပေးပါမယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့တရုတ်နောက်တန်ယောင်လိုက်နေရပြီ။ဆေးအုပ်စုသည်တရုတ်အဖို့နိုင်ငံရေးနဲ့စီးပွားရေးအရာတိုးရွေ့မိခိုးလာနေရပြီ။၎င်းတို့ရွေးကောက်ပွဲကိုထောက်ခံအတိမတ်ပြုရေးအားထားနေရပုံကိုဂျပန်နှင့်တရုတ်အခြားပြည်ထနာကိုတရုတ်ဘက်မှယက်တီကဂျပန်ကိုရှုံချလိုက်ခြင်းဖြင့်ထပ်၍တိတာထင်ရှားလာခဲ့ရသည်။ နိုဝင်ဘာလ22ရက်နေ့တွင်တရုတ်မှဇန်ညွန်ချပေးထားသောစင်ဝါသတင်းဌာနနှင့်အင်တာဗျူးတွင်စေအုပ်စုပြောခွင့်ရစော်မင်းထွန်းကတိုချိုသည်တမိုင်းမှသင်ကန်းစာမရသည့်အပြင်အာရှတခွင်၎င်းတို့ကျူးလွန်ခဲ့သည့်ပြစ်မှုများအတွက်နောက်ထပ်ရခြင်းတာဝန်ယူခြင်းလည်းမရှိဟုရှုံချပြောဆိုသွားခဲ့သည်မိမိတို့သည်တရုတ်တနိုင်ငံဒေသရှိသည့်ဆိုတော်မူကိုဆွဲကင်ထားပြီးထိုင်ဝမ်အရေးကိုပြင်ပဆွတ်ဖတ်မှုမှန်တယ်မျှစန့်ကျင်ကြောင်းပြောဆိုခဲ့သည်ရန်ကုန်ရှိတရုတ်တန်ရုံမှစော်မင်းထွန်း၏အပြောကိုဝမ်တာအာရချိုးဆိုခဲ့သည်ဟု ဟောင်ကောင်သတင်းစာ South China Morning Post တွင်ပါရှိသည်လေလာသူများကစေအုပ်စုမှထိုးထိုးပြောလာခြင်းသည်အံ့ဩစရာမဟုတ်သည့်အပြင်ဒေချာစီမံထားသည့်လုပ်ရက်ဖြစ်သည်ဟုဆိုသည်စေအုပ်စုသည်လာမည့်ရွေးကောက်ပွဲအပြီးနိုင်ငံများ၏အသည့်အမှတ်ပြုခံရဖို့တရုတ်၏အကူအညီလိုနေပြီး၎င်းတို့ဘက်ကလည်းနိုင်ငံတွင်းရှိတရုတ်၏အကျိုးစီးပွားကိုကာကွယ်ပေးနေရသည်ဟုလည်းဝေဖန်ခဲ့သည် ၎င်းတို့ရှင်တန်ရက်တည်နိုင်ရဲ့အတွက်တရုတ်ဤထောက်ခံမှုရရှိရန်တရေးရှင်ရေးတမျှအရေးကြီးသည်ဟုခံယူထားသည့်အတွက်တရုတ်သဘောချဖြစ်ရန်ဘာမဆိုလှုပ်ဖို့ဝင်မလေးချဟုဆိုသည်တခြားလိလာသူတအူးကလည်း၎င်းတို့နှင့်ဆက်ဆံပြီးနိုင်ငံများသည်မဆိုတလောက်သာရှိနေ၍လည်းတရုတ်အပေါ်တိုး၍နှီးခိုးလာနေရခြင်းဖြစ်သည်ဟုဆိုသည်တရုတ်ဤထိုင်ဝမ်အရေးအပေါ်ဆက်ဆက်တိမခံဖြစ်နေသည်ကိုနောက်ကတန်ရောက်လိုက်နေရသည်ကိုကြည်က၎င်းတို့၏နိုင်ငံသားရေးမူဝါဒသည်လွတ်လပ်ခြင်းမရှိတော့သည့်အထိဖြစ်လာနေသည်ကိုတွေ့ရသည်ဟုလည်းဆိုသည် ီတွင်တွင်ဒေါ်လာရေးအင်အားစုများက၎င်းတို့၏အကျိုးစီးပွားကိုခောက်ခွင်းနေခြင်းသာဖြစ်၍ပြည်သူတို့၏သဘောထားကိုထင်ဟပ်ခြင်းမရှိဟုဆိုကာပေထားခဲ့ကြသည်ဂျပန်သည်မြန်မာအားအကူအညီအများဆုံးပေးခဲ့သည့်နိုင်ငံဖြစ်သည်၎င်းတို့အာဏာသိမ်းပြီးနောက်တွင်သာအကူအညီများရပ်ဆိုင်ခဲ့ခြင်းဖြစ်သည်တရုတ်သည်မြန်မာတွင်ဒေါ်လာ22ဘီလီယံယင်းနှုန်းနှံထားတော်လဲစင်ကာပူထက်နည်းနေဆဲဖြစ်သည် တရုတ်သည်မြန်မာတွင်ဒေါ်လာ22ဘီလီယံယင်းနှိမ့်မြုပ်နှံထားသောလည်းစင်ကာပူထက်နည်းနေဆဲဖြစ်သည်စင်ကာပူကတော့၎င်းတို့အကျိုးစီးပွားများကာကွယ်စောင့်ရှောက်ပါမည်ဟုတခွန်းတလီမျှပေမပြောသည့်အပြင်ဆေးအုပ်စုအားရှေ့တန်းမှစန့်ကျင်ခဲ့သည့်နိုင်ငံလည်းဖြစ်သည်စင်ကာပူအခြေဆိုင် ISEAS Yusor Ishas Institute မှမြန်မာဤလက်ရှိစစ်ရေးအနေအထားကိုလေးလာသုံးသပ်ချက်ထုတ်ပြန်လာခဲ့သည်2025ခုနှစ်တွင်စစ်တပ်သည်စစ်မှုမထမ်းမနေရဥပဒေအပေါ်အခြေခံ၍အနေအချင်းပြန်လည်ထိုးဖောက်နိုင်ခဲ့သည် ထို့သောပြန်လာနိုင်ခြင်းမှာအရက်သားလက်နက်ကိုင်အဖွဲ့များဒရုန်းများကိုပို၍အုံပြုလာခြင်းနှင့်တပ်ဖွဲ့အတွင်းနှင့်တပ်ဖွဲ့အချင်းချင်းဘူပေါင်းဆောင်ရွက်မှုကိုပုံမှန်မြင့်တင်လာခြင်းတို့ကြောင့်ဖြစ်တည်ဟုဆိုသည်။ကချင်တွင် KIA ဤဖားကတ်နှင့်ဗမော်အောင်ဝင်းရံထားမှုကိုအဆုံးသတ်သွားစေခဲ့သည်။ထိုဒေသသည်ရှားပါမြေသားတပ်ထုများထွက်ရှိနေသည့်တရုတ်သည်ယခုနှစ်ဇန်နဝါရီမှစက်တင်ဘာလအတွင်းရှားပါတပ်ထု9200မက်ထရစ်တန်တင်ပို့ခဲ့ရာ53ရာခိုင်နှုန်းသည်မြန်မာမှဖြစ်သည်။ မဟာဗျူဟာအရအရေးပါသောရက်ခိုင်ပြည်နယ်တွင်၎င်းတို့၏တံပြန်ထိုးစစ်သည်အောင်မြင်မှုမရဘဲဖြစ်နေသည်အင်အားလေးတောင်းကန့်ရှိသောအရက်ကတတ်တော်သည်ယခုထိ၎င်းတို့သိယူထားသော၁၄မြို့ကိုအခိုင်မာထိန်းချုပ်ထားနိုင်စေဖြစ်ပြီးအေရိယာအကျယ်ဝန်းအပြင်ဗယ်ဂျီယံထက်ကြီးမားနေသည်ဆေအိုစုသည်တရုတ်နှင့်ရုရှားတို့အားပြည်ထနာဖြည့်ရှင်ရေးထံ၎င်းတို့အားသာလာအောင်သာအားကိုးနေစေဖြစ်သည်ကိုတွေ့နေရသည်လက်ရှိဆေအိုစုသည်နိုင်ငံ၏၂၀30ရာခိုင်နှုန်းသာအခိုင်မာထိန်းချုပ်ထားနိုင်စေဖြစ်သည်ဟုဆိုသည်လန်ဒန်ရှိမြန်မာစစ်ရေးအနေအထားကိုလေ့လာနေသည့် အလန်ရောဖင်ဆန်ကစစ်တပ်သည်တနိုင်ငံလုံးကိုပြန်ရဖို့ဆိုသည်ကမြည်တို့မြဖြစ်နိုင်ပွဲမရှိဟုဆိုသည်ပြင်ပမှအလွန်အကျွံပန်ပိုးလာခြင်းတော်လန်ရဲဖွဲ့စည်းများဖြိုခွဲသွားခြင်းတို့ထွက်ပေါ်လာမှသာဖြစ်နိုင်ခြေရှိသည်ဟုနီကီအေရှားရီဗျူးတွင်ရေးသားထားသည်အိန္ဒိယတွင်တတိပြုရမည်ကလက်ရှိတော်လန်ရဲကိုဦးဆောင်နေသောအမျိုးသားညီညွတ်ရေးအစိုးရအားစီလိုအပေါက်ရှာပြစ်တင်ဝေဖန်နေမှုများသည်သာထိုအနေထားရောက်အောင်တွန်းပို့နေသည်လို့ဖြစ်မည်ဆိုသောအချက်ပင်ဖြစ်သည် အကယ်၍ PDF တရင်များတဲ့မှတရင်တရင်လက်နဲ့ချသွားသည်ဆိုကအဘယ်သို့ခန်းစားကြရပေမည်နည်းဒေါ်လာရေးကိုနိုင်တလောက်ကူပါအပြုသဘောအကြံပေးပါတင်ကြောင်တော့မီးမလောင်ပါစေနဲ့ဟူသာသတိပေးလိုပါတယ်လက်နက်ကင်ဒေါ်လာရေးတစ်ခုတည်းအားကိုး၍မရပြည်သူတို့ပူးပေါင်းပါဝင်လာဖို့လိုအပ်သည်ဆိုကဒေါက်တာတေစာဆန်ဦးဆောင်သောဒီမိုကရေစီလှုပ်ရှားသူများကမန္တလေးစည်းကြိုတဝိုက်လှည့်လည်လှုံ့ဆော်ခဲ့ကြသည်မြောက်လိုက်ပြင်းဦးလွင်မှမန္တလေးသို့ရောက်လာစဉ်ချိန်ကိုက်လှုပ်ရှားခဲ့ခြင်းဖြစ်သည် အသက်36နှစ်ရှိဒေါက်တာတေစာဆန်းအောင်ဖမ်းမိရန်တရင်ပေးနိုင်သူကိုစုငွေကျပ်၁၀သန်းပေးမည်ဟုစေအုပ်စုကကြေညာထားခဲ့သည်။ဒေါက်တာတေစာဆန်းမှာတဆက်ထိဆိုသလိုစေအုပ်စုရွေးကောက်ပွဲအားပြည်သူတရက်လုံးမှစန့်ကျင်ကြောင်းကဘာသူအတီပေးသည့်အနေဖြင့်ဒီဇင်ဘာ၁၀ရက်နေ့တွင်တနင်္ဂနွေလုံးအတန်တိတ်တပိတ်ဆင်နွှဲရက်လေလက်ကမ်းစာရွက်များဖြန့်ဝေကောင်းလှုံ့ဆော်သွားခဲ့သည်။လှုံ့ဆော်လာပြီးဆိုမှတော့ဖြစ်အောင်လုပ်ရတော်မည်။သို့မဟုတ်က၎င်းတို့ရွေးကောက်ပွဲကိုထောက်ခံနေသည့်အရာအတိတ်ပဲဖွင့်လာနိုင်သည့်အနေရရှိသည်။ ကျူဘာအနာရှင်အားအမေရိကန်တို့အခိုင်အမာထောက်ခံနေသည့်ကြားမှာဒေါ်လာရေး2နှစ်3နှစ်အတွင်းအောင်မြင်သွားခဲ့ခြင်းသည့်ပင်လက်နက်ကိုင်ဒေါ်လာရေးတစ်ခုတည်းကြောင်းမဟုတ်အဖွဲ့အစည်းပေါင်းစုံညှိနှိုင်းမှုမျိုးကြီးများရှိလူမှုလှုပ်ရှားမှုနဲ့ဟန်ချန်ညီညီအကောင့်ထဲပေါ်နိုင်ခဲ့ခြင်းကြောင့်ပင်ဖြစ်သည် Strike for E ပွဲဥထွက်ခြေလန်းအမေရိကန်တရားရေးဝန်ကြီးဌာန FBI တို့စစ်စင်ရေး၏ပွဲဥထွက်ခြေလန်းအဖြစ်ချိုင်းမြန်မာနယ်စပ်၆ခက်ရွာရှိတိုင်ချန်းဝင်းအတွင်အခြေချလှုပ်ရှားနေသောခရစ်တိုငွေကြေးဖြင့် လိမ့်လည်နေသော website domain ကိုသိမ်းဆီးနိုင်ခဲ့ပြီဖြစ်သည်ဟု FBI မှသတင်းထုတ်ပြန်လာခဲ့ပါတယ်။ website domain ဆိုဒီမှာ internet ပေါ်ရှိဒီကြား website တစ်ခု၏လိပ်စာ address ကိုခေါ်ဆိုခြင်းဖြစ်ပါတယ်။လူတဦးချင်းစီအတွက်နေအိမ်လိပ်စာသို့မဟုတ်ဖုန်းနံပါတ်ကဲ့သို့ပင် domain ဒီလေအသုံးပြုသူများကသက်ဆိုင်ရာ website ကိုရှာဖွေနိုင်ရနှင့်ဝင်ရောက်ကြည့်ရှုနိုင်ရအတွက်အသုံးပြုသောနာမည်တစ်ခုဖြစ်ပါတယ်။အဆိုပါခိုင်းအသုံးပြုသော tismiles.com မှနေ၍ crypto ငွေကြေးဖြင့် ရင်းနှီးမြှုပ်နှံရန်လိမ်ညာလှည့်ဖျားနေသောဖလက်ပေါင်းတစ်ခုလည်းဖြစ်ပါရယ် FBI ၏သတင်းပေးမှုဖြင့် Facebook မှာအကောင့်2000ကျော်ကိုဖျက်သိမ်းပစ်ခဲ့သည်ဟုဆိုပါရယ်တိုင်ချမ်းအဖွဲ့သည် Democrat ကရင်အကျိုးဆောင်တဲ့ TKPA နှင့်ဆက်စပ်မှုရှိနေသည်ကိုတွေ့လာရသည်ဟု FBI ကြေညာချက်တွင်ပါရှိပါရယ်ယခုအခါ FBI အေဂျင့်များသည်ဘန်ကောက်တွင်ရောက်ရှိနေပြီးထိုင်းဘရင်ရဲတပ်ဖွဲ့နှင့်ပူးပေါင်း၍စစ်စင်ရေးရုံးဖွင့်ကမြန်မာနိုင်ငံအတွင်းရှိတိုင်ချမ်းနှင့်တခြားငွေလင်ကိုင်းများကိုဖြိုခွင်းရန်နှင့်ဦးဆောင်နေသူများကိုဖော်ထုတ်နိုင်ရန်လှုံ့ဆော်လျက်ရှိသည်ဟုဆိုပါရယ် လက်ရှိ website domain အားတိန့်စီထိန်ချုပ်နိုင်ခဲ့မှုကိုဥဆောင်ခဲ့သည့်အဖွဲ့သည် Scan Center Strife လက်အောက်ခံ Pharma ကျင်းမှဖြစ်တည်ဟုသိရပါသည်။ Transoya မှမြန်မာအပါအဝင်နိုင်ငံပေါင်း16နိုင်ငံမှဝင်ရောက်ရွှေ့ပြောင်းခွင့်ရရန်လျှောက်ထားသည့်များကိုလက်ခံစင်စားရန်ရက်ဆိုင်လိုက်ပြီးဟုသတင်းများတွင်ဖော်ရှိလာခဲ့ပါသည်။နောက်ထပ် Developing New အဖြစ်ထွက်ပေါ်လာသည့်က KNU မှဥဆောင်စီးနှင်းခဲ့သော DKBA ထိန်ချုပ်ထားသည့်မြင့်လက်ပန်းရှိရှန်တာပတ်ဝင်းတဲ့တွင်လောက်ကိုင်းနေသောတရုတ်နိုင်ငံသားအများစုပါဝင်နေသည် နိုင်ငံသားသား900ခန့်သည်ဝင်းထဲမှထွက်ခွာရန်ညှင်းဆိုနေကြသည်ဟုဆိုပါတယ်။အဆိုပါဝင်းထဲတွင်လောက်ကိုင်းနေကြသောနိုင်ငံသားသား3582ဦးအနက်2640ကိုရွှေ့ပြောင်းပေးနိုင်ခဲ့တော်လဲတရုတ်နိုင်ငံသား900ကျော်ခန့်ကဝင်းထဲမှထွက်ခွာရန်ညှင်းဆိုနေကြခြင်းဖြစ်ပါတယ်။ဆေးဥစုဘက်ကတော့ငွေလိမ်ကိုင်းများအုံပြုနေသည့် Facebook account ထောင်ပေါင်းများစွာအနက်တခုတလီမြဖော်ထုတ်နိုင်ခဲ့ခြင်းမရှိတော်လဲ၎င်းတို့ရွှေ့ကောက်ပွဲကို Messenger မှ message ပို့၍ဝေဖန်နေသည့်ဆိုကရန်ကုန်အနီးဘိုချုံရွာနှင့်အသက်58နှစ်ရှိ ဥခိုင်စိုးအားဖမ်းဆီးရမိခဲ့သည်ဟုသတင်းထုတ်ပြန်လာပါတယ်။တရောက်လောက်ကိုအရင်ဖမ်းပြပြီးတနိုင်ငံလုံးချင်းချောက်ရန်ရည်ရွယ်ခြင်းဖြစ်တော်လဲနိုင်ငံသားတဦးဤကိုရေးကိုရာလွတ်လပ်ခွင့်ကိုဥပဒေလက်လွတ်ကျူးလွန်နေကြောင်းထုတ်ဖော်ဝန်ခံလိုက်တယ်လို့ဖြစ်သွားခဲ့ရပါတယ်။နောက်ထပ် AP သတင်းတပုတ်တွင်မူမူရှန်နှင့်အမျိုးသားဒီမိုကရက်တစ်ပါတီမှစေအုပ်စုဤမတမာရွေးကောက်ပွဲအားဝေရောက်ရှင်ပြိုင်မိ ကိုစလေလောင်းဆိုသူအသက်38နှစ်ဝီလင်းထက်အားတော်လန်ရေးတပ်ဖွဲ့များက၎င်း၏ပခုတ်ကူနေအိမ်တွင်လက်ရဖမ်းဆီးရမိခဲ့သည်ဟုသိရပါသည်။ဒကြိမ်ကတိုင်းသားပါတီငယ်လေးအဖြစ်သာရှိခဲ့သောရှမ်းနှင့်အမျိုးသားဒီမိုကရက်ပါတီသည်ယခုအခါကိုစလေ980ဖြင့်နိုင်ငံအနှံ့ဝင်ရောက်ရှင်ပြိုင်ရန်တာဆုလျက်ရှိပြီးတနိုင်ငံလုံးအတိုင်းအတာဖြင့်ပါဝင်မည့်ပါတီ6ပါတီတဲတွင်ပြည်စမနေရာသို့တက်လှမ်းလာခဲ့ပြီဖြစ်ပါသည်။၎င်းတို့ကိုမဆူထားပြီးကိုစလေလောင်းတအုပ်ကိုမကြိုက်၍ မကြိုက်ဟုထုတ်ပြောမိလျင်ပင်ဖန်ဆီးခံရဖို့ရှိနေသည့်ရွေးကောက်ပွဲမျိုးဖြစ်ပါသည်ဟုကဘာတို့အတိပေးပြီးလုံနေချင်းဖြစ်၍အတိအမှတ်ပြုကျင့်တော်မှမပြုရဲအောင်ဖြစ်လာနေရပါသည်။နောက်ထပ်အရှိုက်ထိုးခံရရသည့်ကကုလသမဂ္ဂမှ2025အတွက်ထုတ်ပြန်သောစည်ရင်းစရာများအရာဘိန်းဆိုင်ပြိုးထွက်ရှိမှုတွင်မြန်မာသည်တနစ်ပြီးတနစ်တိုးတက်လာရမှ10နှစ်အတွင်းကဘာတွင်နံပါတ်1နေရာချိတ်သွားပြီးဆိုခြင်းပင်ဖြစ်တော်သည်။ဘိန်းဆိုင်ပြိုးမှုတွင်တော့ဥမော့လာပြီးဟုဆို၍ရပါမည်။ ပြည်သူတို့ဤတရားတော်စစ်မုတ်ချအောင်ရမည်